သမင်းစားဖို့နေဘာကြည့်ဘာလေးစဉ်းစားငါသမင်းစားတာဆယ်နှစ်လောက်ရှိပြီဆယ်နှစ်လောက်ရှိပြီဆိုတော့သမီးကိုဘယ်ကနေဘလို့စစမှန်းမသိဘူးကြီးစရာပြောခြင်းနဲ့မိမလေးအမြဲတမ်းရည်စရာပြောနေရမှာစိတ်ချမ်းသာတဲ့မိမဆိုတော့ကြိလိုက်ထားနဲ့ငါဘာလေးကိုဘလူစလဲမလို့ငါအဲဒီရလေးပေါ်လာတာနဲ့အဲအဲ့ဒါဆိုတော့ငါဒီငပိရေးကနေစပြီးတော့ ငါလှုပ်လိုက်မယ်ပေါ့အဲအဲ့လိုကနေပြီးတော့ဟိုထမင်းစားတရားပေါ့နော်အစခလေးတို့ဘာရဲ့လို့မဟုတ်ဘူးသူများဟိုမကောင်းတဲ့နေရာကိုတွန်းပို့တာမဟုတ်အမှန်တော့ရေးစေခြင်းသာသူကစားတယ်နော်မေမေမေဟာတို့လည်းပြောမထားဘူးရိုက်တဲ့ကောင်မလေးကိုလည်းပြောမထားဘူး မပြောတော့ရိုက်တဲ့ကောင်မလေးကလည်းအိမ်ဒီမဆယ်နိုင်ဘူးရှိတဲ့နေပါနဲ့လှိမ့်ပိတ်ရည်လားဟောငါမိုးတဲ့ခံကို तू ကတကယ်မိုးသွားတယ်တဲ့ရိုင်းသားနဲ့လေတီ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 ဆိုပြီးတော့ तू ကလှန့်အော်တာပြီးတော့မှ तू အော်တာရိုက်နေတယ်ပါဆိုစိတ်ပြန်ဝင်သွားမှာပေါ့ပြန်ထိတ်တာပေါ့ငါလည်းငါအချိန်နဲ့ငါလှိမ့်တာပေါ့ဟာလှိမ့်လဲအချိန်ပါအချိန်ပါတော့လား မင်းမစားတာဆယ်နှစ်လောက်ကြာတော့ဒီခရမ်းကြီးကိုဘယ်လိုစားမှမသိဘူးဟုတ်ကဲ့ဒီလိုစားမှလားဒီလိုစားမှလားအမဘယ်လိုမှမစားနဲ့ခရမ်းကြီးဆိုတာကြီးဟဲ့လို့ဟဲ့လို့စားပါလေ